fast fashion နေအကြောင်းပြောပြီးပြီဆိုတော့ဒီတစ်ခါကကျမတို့ fast furniture အကြောင်းပြောအောင် fast furniture ဆိုတာကဘလို့ဟာတွေလဲဆိုတော့ကျမတို့ပတ်ဝန်းကျင်မှာအလွယ်တကူဝယ်လို့ရနေတဲ့တရုတ်ကလာတဲ့ဟို plastic ထိုင်ကုန်လေးတွေတို့ sofa လေးတွေလှလှလေးတွေတို့ဒါပေမဲ့ဈေးနှုန်းတွေကကြတော့တက်တာတယ်အဲ့ခါကျတော့ကျမတို့အိမ်မှာဒီတစ်ခုဝယ်လိုက်တယ် ချိုးသွားရင်နောက်တစ်လုံးပြောင်းဝယ်မယ်ဆိုပြီးတော့2025မှာဒီဒီဇိုင်းလေးသုံးမယ်2029ကြာလို့ရှိရင်ဒီဆိုဖာတွေကိုလွှတ်ပစ်လိုက်ပြီးတော့နောက်ထပ်ဆိုဖာအစ်စ်တစ်ခုလဲမယ်ဆိုတဲ့ဟိုတကယ်ကို ready made ပေါ့နော်ပေါပေါပပါလေးနဲ့ပတ်စံနည်းနည်းလေးနဲ့ပဲဝယ်လို့ရတဲ့ဘဝမှာကျမတို့ကျင်လဲကြက်စားနေကြရတယ်ဒါပေမဲ့အဲ့အရာတွေကတကယ်တကယ်ကြတော့ first furniture တွေဖြစ်နေပါတယ်သူတို့ဟာအလွန်အမင်းထုတ်လုပ်ထားနေပါတယ် မယုံလို့ရှင်ကျမတို့အိမ်သားမှာရှိတဲ့ဒီ furniture ရောင်းတဲ့ဆိုင်တွေကိုသွားကြည့်လိုက်ပါထတ်ထားတဲ့ကော်ကုန်တွေအများအပြားထတ်ထားတဲ့သပွဲကုန်တွေအများအပြားကိုတွေ့ရပါလိမ့်မယ်အဲ့ဒါတွေဟာရေရှည်လည်းမခံပါဘူးဈေးကတော့တက်တာပါတယ်အဲ့ဒီတော့ကြောင့်မလို့အားလုံးကလည်းဟို သုံးပြဖို့လည်းလက်တကန်းအလိုမှာရှိတယ်ဝယ်လိုက်ဖို့ပတ်စံလည်းလက်တကန်းအလိုမှာရှိတယ်ရေရှည်လည်းမခတ်ပါဘူးခဏလေးနဲ့ကျိုးသွားတယ်ကွဲသွားတယ်အဲ့ခါကျကျွန်မတို့အစ်စ်ပြောင်းဝယ်ရတယ်ဒါပေမဲ့လည်းကျွန်မတို့ကမမှုဘူးဈေးသက်သာနေတာပဲဒါပေမဲ့အဲ့အရာတွေကလည်းပလတ်စတစ်နဲ့လုပ်ထားတယ်အဲ့တော့ဘယ်နေရာမှာသွားပြီးလမ်းဆုံးလဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပါပဲလုံရဲ့အခြေအနေရဒီခေတ်မှာကတိုက်ခန်းနေပုံမှာနေလာကြရတယ်အလေးကြီးတွေကိုမပြီးတော့ပြောင်းရွှေ့ရတယ်ဆိုလို့ရှိရင်လည်း ကုန်ကျစရိတ်တွေအများများတယ်အဲ့ဒီတော့ကြောင့်မလို့ပေါ့ပေါ့ပါပါရှိတယ်ခောက်ပြီးတော့တယ်လို့ရသွားတဲ့ပစ္စည်းတွေကိုအစားထိုးသုံးလာတယ်ဆိုတော့ကျွန်မနားလည်နိုင်ပါတယ်အဲ့ဒီတော့ကြောင့်မလို့အားလုံးကိုတော့ဟိုတကယ် luxury brand ကြီးတွေအရန်ကောင်းတဲ့ကျွန်းကုန်ကြီးတွေသုံးပါလို့တော့မတိုက်တွန်းလိုပါဘူးတံပိုးထားပြီးတော့သုံးပေးဖို့မလို့အပ်ဖဲနဲ့ပစ္စည်းတွေကိုမသွင်းဖို့ကျွန်မကတော့ထက်ခါထက်ခါပြောနေခြင်းဖြစ်ပါတယ်တွေ့နှိမ့်တဲ့ပရိဘောဂတွေကအလွန်အမင်းထုတ်လုပ်ထားတဲ့အစိတ်အတော့လည်းဖြစ်စေပါတယ်သူတို့က toxic ဖြစ်တဲ့ chemical တွေပါနေပါတယ်သူတို့တွေကို plastic lemonade တွေနဲ့ကုတ်တင်လုပ်ထားတာဖြစ်တယ်အဲ့တော့ကြောင့်မလို့သူတို့ကိုကျမတို့က recycle လည်းလုပ်လို့မရပါဘူးတစ်သားလို့လည်း မိုးရေထဲမှာမြေကြီးပေါ်မှာထားရင်လည်းဆွေးသွားတာလည်းမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့သဘာဝပတ်ဝန်းကျင်လည်းအများကြီးထိခိုက်စေပါတယ်အခုအိမ်မှာအဖိုးအဖွားတွေခေတုံးတွေရရှိတဲ့ထိုင်ကုန်တွေဗီဒိုလေးတွေဒါလေးတွေကဆုပ်ဆုပ်ပြက်ပြက်ကလေးတွေနဲ့လူရမဝင်တဲ့အခါကျတော့လူရအဲ့ဒါကြီးတွေကရှေးဟောင်းကြီးပုံတုံးနေဆိုပြီးတော့ကျမတို့ကသူတို့ကိုလွှတ်ပြစ်ထားပြီးတော့အခုခေတ်မှာပေါ်တဲ့ဟိုကြိတ်သားလေးတွေဗုတ်ပြားလေးတွေနဲ့တုံးထားတာတွေအစားထိုးတုံးနေပါတယ်တကယ်တော့အဲ့ဒါတွေကတန်ဖိုးမရှိပါဘူးတကယ်တန်ဖိုးရှိတာတွေကကျမတို့အဖိုးအဖွားတွေခေတ်ထဲကတုံးခဲ့တယ်ကျမတို့ဂျောင်ထိုးထားတဲ့အကြောင်းအိမ်တွေ ဂတင်လေးဗီဒီယိုတွေအဲ့ဒါတွေကမှတကယ်အနှစ်သာရရှိနေတယ်ဆိုတာကိုကျမတို့ကကွက်ကွက်ပြပြသိဖို့လိုပါတယ်သူတို့ကိုကျမတို့ကဂုံတက်အောင်လို့နေရာတစ်ခုပေးပြီးတော့တုံးပြီးတော့ခုနကပြောတဲ့တံပိုးမရှိတဲ့အရေးအသွေးမရှိတဲ့ပစ္စည်းတွေကိုအစားထိုးတုံးနေတာကိုရှောင်ရှားဖို့အတွက်ကျမကတော့အကြံပေးလိုပါတယ်